ဆေးဘက်ဝင်နဲ့စီးချိုသွေးချိုကြတယ်ဆိုပြီးတော့စားလေးရှိကြတဲ့ကြဲ့ရင်ငါးဒီကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကစီးချိုယောဂအတွက်အသုံးပြုခဲ့ကြတာပါကြော်ပဲစားစားအသားနဲ့ပဲနှက်စားစားအရသာရှိရဲ့ကြဲ့ရင်ငါးဒီအစီအနှစ်ကကင်ဆာယောဂါကိုကောက်ွယ်ပေးနိုင်တယ်လို့လေ့လာမှုတွေကတည်ခဲ့ရပါတယ်ဒီလိုမျိုးစီးချိုအတွက်တင်မဟုတ်ဘဲနဲ့ကင်ဆာအတွက်ပါဆေးဘက်ဝင်တဲ့ကြဲ့ရင်ငါးဒီအကြောင်းကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးသွားမှာမို့လို့အဆုံးထိကြည့်လိုက်ကြရအောင်နော် ောက်ဆုံးလှုပ်ဆောင်ခဲ့တဲ့လေးလာမှုအသစ်တစ်ခုအရတိလက်ရတာကတော့ကျယ်ဟင်းငါးသီးကစီချိုယောဂအတွက်တင်စေဘဝင်တာမဟုတ်ဘဲနဲ့ကင်ဆာယောဂကိုပါကောက်ွယ်ပေးနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။အာရှလူမျိုးတော်တော်များများကနှစ်သက်ကရင်တွေ့တဲ့ကျယ်ဟင်းငါးသီးအားဆိုလို့ရှိရင်အရသာခါတက်တက်ရှိပေမဲ့ကျန်းမာရေးကိုတော်တော်လေးအထောက်အကူပြုပေးပါတယ်။ ကျေးရင်းငါသည့်အစီအနှစ်ကကင်ဆာမဖြစ်အောင်ကောက်ွယ်ပေးနိုင်တယ်လို့ကင်ဆာကြိတ်တွေကြီးထွားမလာစေဖို့နဲ့ကင်ဆာဆဲတွေပြန့်ပွားမှုကိုအထူးရောက်ဆုံးဟန်တာပေးနိုင်ပါသေးတယ်ရှင်။အခုလေးလာတွေ့ရှိမှုကကင်ဆာကောက်ွယ်ကုသမှုကိုတော်တော်လေးအထောက်အကူပြုပေးနိုင်မှာပါ။အခုလေးလာမှုအတွင်းမှာပဲကျေးရင်းငါသည့်ကရင်သားကင်ဆာ၊စီကြိတ်ကင်ဆာ ဥကောင်းနဲ့လေဘင်းကင်စာဆဲရီအပေါ်မှာတက်ရောက်မှုရှိလားဆိုတာကိုပါလေ့လာခဲ့ကြပါဗျ။တခွဲခန်းမှာလေ့လာမှုအရာတွေ့ရှိခဲ့ရတာကတော့ကျေးရင်ငါးသီးအစီအနှစ်ကကင်စာဆဲရီပြန့်ပွားမှုကိုအထူးရောက်ဆုံးဟန်တာပေးနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်ရှင်။ ောက်ထပ်တွေ့ရှိခဲ့တာတစ်ချက်ကတော့ကျေးရင်ငါသည့်အစီအနှစ်ကဂရင်းကင်ဆာနဲ့ရှာကင်ဆာကို အထီးရောက်ဆုံးဖျော့ချပေးနိုင်နေဆိုတာပါပဲ။ဒါကြောင့်ကင်ဆာကိုကောက်ွယ်ဖို့ပဲဖြစ်ဖြစ်ကုသမှုအတွက်ပဲဖြစ်ဖြစ်ကျေးရင်ငါသည့်ကိုစားပေးလို့ရပါတယ်။ဒါကြောင့်အစာလဲစေဆေးလဲအစာဆိုတဲ့စကားအတိုင်းတစ်ပတ်ကိုအနည်းဆုံးနှစ်ကြိမ်လောက်ကျေးရင်ငါသည့်ကိုဆေးပြေဝါပြေလေးစားပေးတာက ကျန်းမာရေးကိုကောက်ွယ်ပြီးသားဖြစ်သွားမှာပါနော်။အခုဆက်ပြီးတော့အရသာခါတက်တက်ရှိတဲ့ကျေးရင်ငါသည့်ကကျန်းမာရေးအတွက်ဘလို့ လိုမျိုးကောင်းကျိုးတွေထပ်ပြီးလဲဆိုတာကိုပြပေးခြင်းပါတယ်။ပထမအဆုံးတစ်ချက်ကတော့ဝိတ်ကျစေနိုင်တာပါ။ကျင်းငါးသီး100ဂရမ်မှာဆိုလို့ရှိရင်ကယ်လိုရီ18ရာခိုင်နှုန်းပဲပါဝင်တာဖြစ်ပြီးတော့နေ့တိုင်းစားမယ်ဆိုရင်တောင်မှပဲအဆီမတက်စေနိုင်ပါဘူးနော်။အစာခံတဲ့အတွက်ကြောင့်မို့လို့ခဏခဏစားမိတာမျိုးမဖြစ်အောင်လဲကာကွယ်ပေးနိုင်မှာပါ။ကျင်းငါးသီးကိုတစ်လစတိုက်စားပေးမယ်ဆိုလို့ရှိရင်တော့ခါဆိုင်တိတိမ3စင်တီမီတာအထိကျနိုင်ပါတယ်လို့လေ့လာမှုတရက်ကသိရှိရပါတယ်ရှင်။နောက်ထပ်အချက် ်တစ်ခုကတော့ကင်ဆာကောက်ွယ်ပေးနိုင်တယ်ဆိုတာပါဒါရိုးစဉ်ရင်အာနိသင်တွေကြွယ်ဝစွာပါဝင်ရဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်မှာ free radical တွေကြောင့်ထိခိုက်တာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ကျေးရင်းငါးသည့်အရေက pancreatic cancer နဲ့ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်းကျဆင်းစေနိုင်ပါတယ်ရှင်။နောက်ထပ်အချက်တစ်ခုကတော့အရိုးဆုံးရှုံးမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ကျေးရင်းငါးသည့်မှာ vitamin K နဲ့ ီတာမင်စီတို့ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ကယ်ဆီယမ်ဆောက်ယူမှုကိုအကောင်းစေပြီးတော့အရိုးတွေကိုလည်းကျန်းမာစေနိုင်ပါတယ်။အရိုးသိပ်သည်းစားကိုကောင်းမွန်စေပြီးတော့အရိုးပွာတာအရိုးပါတာတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့စီချိုကာကွယ်ပေးနိုင်တာပါ။ကျင်းငါတိကိုကြိတ်ထားတဲ့အရေးကသွေးရင်းသကြားဓာတ်ကိုရှာစင်းစေနိုင်ပါတယ်။အင်ဆူလင်တုပ်ပြန်မှုကိုလည်းအကောင်းစေနိုင်ပါတယ်ရှင်။ဒါကြောင့်မို့လို့စီးချိုကိုကုသဖို့အတွက်ရောကာကွယ်ဖို့အတွက်ပါကျင်းငါတိကိုစားသုံးပေးလို့ရပါတယ်ရှင်။ နောက်ဆုံးအချက်တစ်ခုကတော့ကိုလက်စထရောတွေကိုထိညှိပေးတာပါ။ကြက်ဟင်းငါးသီးရဲ့အစီအနစ်ကသွေးတွင်းကအကျိုးမပြုတဲ့ကိုလက်စထရောပမာဏကိုကျဆင်းစေပြီးတော့အကျိုးပြုကိုလက်စထရောပမာဏကိုအကောင်းဆုံးထိညှိပေးနိုင်ပါတယ်ရှင်။ဒါကြောင့်မို့လို့တစ်ပတ်ကိုအနည်းဆုံး2ချိန်လောက်တော့ဆေးဖြည့်ဝါးဖြင့်ကြက်ဟင်းငါးသီးကိုစားပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချိုလိုက်ပါရနော်။နောက်ထပ်လည်းဒီလိုမျိုးကျမ်းမာရေးဘူးသူတော်ဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားအောင်မို့လို့ဆက်လက်ဆောင်မှုကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ် なし。